Fresh Education ကဒေါက်တာရေနာဦးပဲဖြစ်ပါတယ်။အဲ့တော့ဒီနေ့မှာတော့ဒီချေက Python ဆိုတာဘာလဲဆိုတာကို introduction အနေနဲ့ရှင်းပြပေးမှာဖြစ်ပါတယ်။အဲ့တော့ဒီချေခေါင်းစဉ်မှာနာမည်လေးပေးထားပါတယ် What is Python ပေါ့ Python ဆိုတာဘာလဲပေါ့။အဲ့တော့ပထမအဆုံးပြောမယ်ဆိုရင် Python Python ဆိုတာကတော့ high level programming language ပဲဖြစ်ပါတယ်။အဲ့တော့ဒီချေတို့မှာ programming language မှာဆိုရင်လေ machine language ဆိုတာရှိတယ်။ low level programming language ရှိတယ် high level programming language ရှိတယ်အဲ့တော့ပထမဆုံးအချက် machine language ကိုစပြပါမယ် machine language ကြားဘူးလားမသိဘူးကျေရွဲ့ကွန်ပျူတာတွေကနားလေတာက01 10ပဲနားလေတယ်တကယ်ပါပဲဒီလိုကွန်ပျူတာကနားလေတာက binary number 0110ပဲနားမှာပါနားလေပါတယ်အဲ့တော့ကျေတို့မှာအဲ့ဒါကိုကျေတို့ကွန်ပျူတာကနားလေတဲ့ အကုတ်ကိုခြေလူကဘာလို့ခေါ်လဲဆိုတော့ machine language လို့ခေါ်တယ်ပေါ့ machine language ဟုတ်ပြီနောက်တစ်ခု low level programming language low level programming language ကတော့ကျတို့ assembly တို့ cobol တို့ဟိုးအရင်တုန်းကသုံးခဲ့တဲ့ programming language တွေပေါ့ဒါတွေကကျတို့အခုမသင်ရတော့ဘူးသုံးလည်းသိမသုံးတော့ဘူးပေါ့ဒီလိုမျိုးဟာတွေကိုကျတို့က low level programming language လို့ခေါ်ပါတယ် low level programming language တွေကသူက ခေါမလဲ user တွေဟိုနားလေရတာဟိုစကလုံးတွေကခတ်တယ်ပေါ့စကလုံးတွေကဟိုကြည့်လိုက်တာနဲ့နားလေရတာလွယ်ကူမနေဘူးသူကဘာနဲ့နီးစက်လဲဆိုတော့ခုနကလိုမျိုး machine language ကုတ်တွေနဲ့နီးစက်တူတယ်ပေါ့ဟုတ်ပြီနော်အဲ့တော့ပို့ပြီးတော့ကောင်းလာတာကနောက်ပိုင်းမှာပေါ့ 980s နောက်ပိုင်းမှာပေါ်လာတာက high level programming language ပေါ့ high level programming language တွေကဘာရှိတယ်ဆိုတော့ကျတို့ c++ တို့ python တို့ java တို့ php တို့ဒါမျိုးတွေပေါ့လေဒါတွေအားလုံးကို high level programming language လို့ခေါ်တယ်။ဘာကြောင့်သူ့ကို high level programming language လို့ခေါ်လဲဆိုတော့လူသားတွေနားလည်လွယ်တဲ့ အင်္ဂလိပ်စာ keyword တွေကိုအသုံးပြုပြီးတော့ရေးထားတဲ့ programming language မို့လို့သူ့ကို high level programming language လို့ခေါ်ပါတယ်ဟုတ်ပြီနော်အခုနားလည်မယ်ထင်ပါတယ်နော်ကျေ programming language ၃မျိုးရှိပါတယ်ပထမဆုံးက machine language machine language ဆိုတာကကျေတို့စက်ကနားလည်တဲ့0110ပုံစံကိုကျေတို့က machine language လို့ခေါ်ပါတယ် low level programming language low level programming language ဆိုတာကတော့လူသားတွေနားလည်ရတာအင်္ဂလိပ်စာကုတ်တွေနဲ့ပဲရေးထားတာပဲပေါ့ဒါပေမဲ့ဟို high high level ထက်ဆိုင်တော့နားနေရတာတိပြောမလွယ်ဘူးသူကဘာနဲ့တူလဲဆိုတော့ခုန machine language ကိုတည်းနဲ့တူတယ်ပေါ့ဒီလိုမျိုးဟာမျိုးကိုချေလို့က low level programming language တို့ခေါ်ပြီးတော့ high level programming language ဆိုတာကတော့လူသားတွေနားလည်ရလွယ်ကူစေတဲ့ English စာ keyword တွေကိုပဲအသုံးပြုပြီးတော့ရေးထားတဲ့ programming language မို့လို့သူ့ကို high level programming language တို့ခေါ်ပါတယ်နောက်တစ်ခု interpreted programming language python က interpreted programming language ပါကျွန်တော်မှာ interpreter ကိုသုံးတာရှိတယ် compiler ကိုသုံးတာရှိတယ် programming language တွေမှာနှစ်မျိုးရှိပါတယ်အဲ့တော့ compiler ကိုသုံးတာက c တို့ c++ တို့ java တို့ဒါမျိုးတွေက compiler ကိုအသုံးပြုပြီးတော့ Python တို့ PHP တို့ JavaScript တို့ဒီလို programming language တွေကတော့ interpreter အသုံးပြုပါတယ်အဲ့တော့အရင်နောက်မှပဲချင် compiler ကိုသုံးတာကဘယ်လိုပုံစံမျိုး interpreter ကိုသုံးတာကဘယ်လိုပုံစံမျိုးဆိုတော့ဒီချာလေးရှင်းပြပါမယ်အခုကတော့အကျဉ်းလေးမှတ်ထားပါเนาะအဲ့တော့ Python ကတော့ interpreter programming language interpreter ကို အသုံးပြုပြီးတော့ရေးထားတဲ့ programming language ဖြစ်ပါတယ်သူရဲ့အဓိက Python ရဲ့အဓိကအားသာချက်ကတော့ simplicity ဖြစ်တယ်ပေါ့ simplicity ဆိုတော့ရိုးရှင်းတယ်ကုတ်တွေက readability ဖြစ်တယ်ကုတ်တွေကဖတ်ကြတာလွယ်ကူ ူတဲ့ error တွေကိုမြန်စံနဲ့ရှာနိုင်တယ်ပေါ့လေဒါကြောင့်အဓိက Python ကတော့ तू ကအခြား programming language တွေဆိုရင် programming ကိုအခြေချမဲ့လူတွေပေါ့ IT ကိုအခြေချမဲ့ programming ကိုစတင်မဲ့လူတွေအားတော်များကတော့ကျွန်တော် Python သင်ကြပါတယ်။ဒါဆိုအခြား programming language တွေဆိုရင်ပုံပြတော့ရိုးရှင်းနေအကုတ်တွေကရေးရတာလွယ်တယ်ပေါ့လေဒါကြောင့် programming အ Python ကိုသုံးကြတာပေါ့ programming မှာဆိုရင် ပြီး Python ကလေကျေတော့ desktop application တွေမဟုတ်ဘူး web development တွေရော data science တွေရော artificial intelligence ဓာတ်ရီမှာပါကျေတော့ Python programming language ကိုအသုံးပြုတာဖြစ်ပါတယ်။ဒါကတော့ Python ကိုအခြေခံအကြောင်းလေးချင်းရှင်းပြထားတာပါ။ပြီးွားရင် Python ကိုဒါကတော့ history ပေါ့လေ။ Python ကိုခရစ်လို့တာကတော့ Godio Van Rossum ဆိုတဲ့ပုဂ္ဂိုလ်က create လုပ်ခဲ့တယ်သူက Python ကိုစပြီးတော့ release လုပ်တာကတော့1991မှာထားပြီးတော့ release လုပ်ခဲ့တယ်အဲ Python ကိုဒီ language ကိုတည်ထွင်ခဲ့တဲ့အဓိကရွေးချက်ကသူကကိုကတော့ um program code တွေကိုလွယ်ကူအသုံးပြုလို့ရအောင်လို့ program ပုဂ္ဂိုလ်တွေကိုလွယ်ကူအရေးသုံးလို့ရေးလို့ရအောင်ဖတ်လို့ရအောင်ပေါ့လေဒါကြောင့်မို့သူကဒီ code တွေကြောင့် Python ကိုစပြီးတော့ release လုပ်ခဲ့တာပေါ့ Python programming language ဆိုပြီးတော့စပြီး release လုပ်ခဲ့တာကတော့1991မှာ release လုပ်ခဲ့တာပါအခု1991မှာအာ release လုပ်ခဲ့တုန်းကတော့အာပေါ့ version ကဟောပြမှာပေါ့1.0ပေါ့အဲအခု latest version ကတော့ကျေတို့ Python latest version ကတော့3.13.3ဖြစ်နေပါပြီ okay ဟုတ်ပြီအဲ့တော့နောက်တစ်ခုအဲ့တော့ဘာလို့တကယ်တော့ python ကိုသင်ကြရလဲပေါ့ python ကိုသင်ကြရဲဆိုတာအဓိကတော့ခုနကပြောခဲ့တိုင်းပဲအော်ကြားဘူးလားမသိဘူး python for kids တို့ python for teenager တို့ဒီလိုမျိုးပေါ့ programming ကိုစပြီးလေ့လာမယ်ဆိုတဲ့သူတွေကလေ python ကိုလေ့လာကြတယ်။ဘာကြောင့်လဲဆိုတော့ကျခုနကခုနကပြောပေးရတယ် python ကကုတ်လေးတွေကရုပ်ရှင်းတယ်ပေါ့လေအဲပြီးမှနည်းနည်း java လေးတနည်းရှင်းပြပါမယ်ဒါပေမဲ့အဲ့လိုရှင်းပြတော့ကုတ်ကရုပ်ရှင်းတယ်ဆိုတာပဲပဲချင်ရှင်းပြလို့ရတာပေါ့လေဒါပေမဲ့အဓိကအတွင်းပိုင်းတွေ ီမှာတော့အဲသူကလည်းသူဟို Java လဲ Java မဟုတ်လို့ PHP လဲ PHP မဟုတ်လို့ Python လဲ Python မဟုတ်လို့သူကလည်းသူအားတာချက်အားနေချက်တွေကတော့အကုန်လုံးရှိလာပါအဓိကတော့ um line လောက်မဲ့လူတွေက regular line လောက်နိုင်တယ် sentence က clear ဖြစ်တယ် entity ဆိုရှင်းနေတယ်ပေါ့လေဒါကတော့အတူတူပါပဲ အရှင်းနေတယ်ဆိုတဲ့ပုံစံမျိုးတွေကြောင့်ကျေတို့အာ Python ကိုစပြီးတော့ line လုပ်ကြတယ်အာ versatile versatile ဆိုတာဘာလဲဆိုတော့ Python ကိုခြေခုနပြောတဲ့အချိန်မှာ desktop application တွေမှာမဟုတ်ဘူး web development တွေကိုအခုအခု AI နေ machine language machine learning နေပြီးရင် data scientist တွေဒါတွေမှာပါကျေတို့ Python code တွေကိုအသုံးပြုပါတယ်အဲ့တော့ဒီခေတ်ချိန်မှာ Python foundation တက်ပြီးတော့ web development ထပ်ထချင်တာဖြစ်ဖြစ်အဲတခြားမှာပဲဖြစ် machine learning data scientist ဒါမျိုးတွေကိုထပ်လေ့လာချင်တာဖြစ်ဖြစ်အားလုံးက Python code တွေနဲ့ရေးထားတာပါဒါကြောင့်မလို့ Python က foundation အနေနဲ့ တိကိုတည်တည်နဲ့ programming language ပဲဖြစ်ပါတယ်။ပြီးရင် Python ကိုသူ့မှာ support တုတ်ပေးထားတဲ့ library file တွေအများကြီးရှိတယ်။အဲ့တော့ဖြစ်ပြတဲ့အချက်ကြည့်လာမှာပါเนาะ။အဲ့တော့ library file တွေအများကြီးကို support တုတ်ပေးရတဲ့ဒါကြောင့် live community ဖြစ်တယ်။ပြီးရင် in demand in demand skill ပေါ့။အဲ့ဒါကပါလဲဆိုတော့ Python ကို company ကြီးတွေဖြစ်တဲ့ Google ကရော Netflix တို့ Netflix တိအမလိုက်ရုပ်ရှင်လေရုပ်ရှင်ပြရတဲ့ဟာ Netflix okay အဲ့တော့ Google တို့ Netflix တို့ NASA တို့ဒါမျိုးကလည်းချေလို့ Python code တွေကိုအတော်မျိုးသူတို့ရဲ့ program တွေကို run နေကြတာဖြစ်ပါတယ်။ဒါကတော့ Python ကို ဘာကြောင့်လေးလာတဲ့လဲဆိုတဲ့အခြေအားကိုရှင်းပြပြတာဖြစ်ပါတယ်။ Okay အဲ့တော့ Python ကို run ဖို့အတွက်ရေတော့စက်ကြီးက Python ကိုမသိဘူးခြေရုပ်ကွန်ပျူတာကြီးက Python ကိုမသိဘူးအဲ့တော့ Python ကိုသိအောင်ဘာလုပ်ပေးရလဲဆိုတော့ခြေရုပ်က Python ကို install လုပ်ပေးရပါတယ်ဘယ်ကနေ install လုပ်ရမလဲဆိုတော့ခြေ Python installation ကိုလည်းခြေ video file လေးတွေပို့ပေးပါအောင်မယ်ဒီကနေ install လုပ်ပါအောင် python.org ဆိုတဲ့ website ကနေပြီးတော့ခြေရုပ် install လုပ်ရပါမယ် install လုပ်ပြီးွားရင်ခြေရုပ် editor တနည်းအဖြစ် IDE ဆိုတာကိုအသုံးပြုရပါတယ် Jekyll IDE သုံးလို့ရပါတယ်အမှအာ Python သုံးလား VS Code သုံးလား IDLE သုံးလား Jekyll သုံးလို့ရတယ်အဲ့တော့သက်ဆိုင်ရာ programming language စီမှာသက်ဆိုင်ရ ား IDE ရှိပါတယ်။ဥမာ Java ဆိုရင် Eclipse ပေါ့။အဲ Python ဆိုရင်ဒီမှာ Python တို့ VS Code တို့တုံးလို့ရတယ်ပေါ့။အဲ့တော့ကြိုက်တာဒေါင်းပြီးတော့ကြိုက်တဲ့ IDE တုံးလို့ရပါတယ်။ဒီချက် IDE ဒေါင်းတဲ့ပုံစံကိုလည်းကျရှင်းပြပါအောင်မယ်ဟုတ်ပြီနော်ဒါလည်းဗီဒီယိုဖိုင်လေးနဲ့လာပါမယ်โอเคဟုတ်ပြီအဲ့တော့အာ popular python library ပေါ့ခုနကကျေပြောတယ် python ကို desktop application တွေမှာမဟုတ်ဘူးကျေလို့ web development တွေ data scientist တွေအာ ai and machine learning တွေမှာပါအသုံးပြုလို့ရတယ်အဲ့တော့ web development သုံးမယ်ဆိုရင်ကျေတို့မှာ framework ဆိုတာရှိတယ်အဲ့တော့ framework မှာ web development သုံးဖို့အတွက် framework မှာ flex ကိုသုံးပါလား django framework ကိုသုံးပါလားဒါကတော့ web ပိုင်းရဝါလို့ရှိရင် web ပိုင်းမှာသုံးတဲ့ဘာပေါ့အခုကတော့ foundation ဆိုတော့စိတ်မပူနေအောင် foundation ကိုပဲအခြေခံဝိုင်းဆင့်ကျင်စီချက်လို့ step by step ချင်းစင်စီတွားလို့ရပါတယ်ဟုတ်ပြီနော်ပြီးရင် data scientist တွေမှာ Python ကိုလေ့လာပြီးတော့ data scientist data analysis ဒီလို engineering လုပ်ချင်တဲ့လူတွေကဒီလိုမျိုး library file တွေပေါ့အမှ numpy လို့ pandas လို့ mapplex လို့ဒါမျိုးတွေကို ဒီလိုမျိုး library file တွေကိုထပ်ပြီးတော့လေ့လာရမယ်အဲ့တော့အထူးပြောချင်တာကတော့ဒီချက်မှာ python foundation ဆိုမှချက်ဒီ the scientists တဲ့ချက်စိတ်ဝင်စားတော့လေဒီ the scientists အဲ့နဲ့သက်ဆိုင်တဲ့ချက် numpy တို့ pandas တို့လည်းချက် bonus video အနေနဲ့ထည့်သွင်းပေးဖို့ရှိပါတယ်ဒါကတော့ချက် foundation class မှာ video တွေအားလုံးပြီးသွားတဲ့အခါမှာအခြေ Python for data scientist ဆိုတဲ့ video ပေါ့အများကြီးတော့မဟုတ်ပေမဲ့လည်းအဲဒီစိတ်တပိုင်းလောက်ကိုချဲအာ data scientist ဘက်ကိုတွားချင်တဲ့သူတွေလည်းပဲစိတ်ဝင်စားရင်ထပ်ပြီးတော့လေ့လာလို့ရအောင်လို့ချဲဒီလိုမျိုး video လေးလည်းချဲတင်ပြပါအောင်မယ်ဟုတ်ပြီနောက်တစ်ခု AI and machine learning ကဘာအတွက်ကို TensorFlow တို့ Skitam တို့ Lambda တို့ဒါမျိုးတွေပေါ့လေဒီလိုမျိုး library file တွေရှိပါတယ်ပြောချင်တာက Python ကလေ foundation မှမဟုတ်ဘူးတစ်စိတ်တစ်စိတ်စက်ပြီးတော့ညာစွာတော့ web development ဖြစ်ဖြစ် data scientific ဖြစ်ဖြစ် AI and machine learning မှာဖြစ်ဖြစ်ဘယ်နေရာမှာမဆို Python foundation ကိုအခြေခံပြီးတော့ပဲဆက်သွားတာဖြစ်ပါတယ်ဒါကြောင့်မလို့အဒီအ Python foundation class မှာတခြားလေး lang လောက်ပြီးတော့ video class ဆိုပေမဲ့လည်းတင်ပြဗီဒီယိုတွေကိုတစ်ခေါက်၃ခါလောက်တခြားလေးကြည့်ပြီးတော့တခြားလေး lang လောက်ပြီးတော့ကျေတို့ အာဆက်သွားမယ်ဆိုရင်ခြေတို့ကိုရီမှန်ထားတဲ့ရီမှန်ချက်တိုင်းကိုတွားနိုင်မှာဖြစ်ပါတယ်ဒါကတော့ခြေတို့ what is python ဆိုတဲ့ lecture လေးကိုဒီမှာပဲရပ်ပါမယ်အားလုံးကိုကျေးဇူးတင်ပါတယ်